အဓိကအားသာတာတော့ကျွန်တော်ပြောခဲ့တဲ့ appetite တာတဲ့ battery ပဲပုံမှန်မှာတကယ် pro level smart mode ကိုဖြစ်သွားတာဟက်ကလည်း pro version မှာတော်တော်ကြီးကျန်းတယ်လို့ပြောလို့ရတယ်အဓိကနှလုံးသမားတွေဗျာ ECG မဟုတ်ပါဘူးဒီနေ့ကျွန်တော် studio ကိုရောက်လာတဲ့ device တွေကတော်တော်လေးကိုထူးခြားတယ်ပြောလို့ရတယ် apple watch ကိုဈေး9000လောက်သက်တာတယ် battery ကလည်း9000လောက်ကိုခဲတာ ချူက9.3 mm ပဲရှိတယ်အလေးချိန်လည်း 27g sapphire glass နဲ့လာတယ်ပြီးတော့ titanium bezel လေးနဲ့ပေါ့နော် body က aerospace grade aluminum လို့သူတို့ေတုံးထားတယ်ကျွန်တော်စမ်းထားတဲ့ reset ရာတော့တစ်ခေါက်လောက်အားသွင်းလိုက်ပြီးဆိုရတယ်ဆယ်ရက်လောက် a cc အသုံးခံတဲ့အကောင်မျိုးတွေပေါ့နော်။သဘောကျဆုံးကတော့အခုလက်ရှိဆိုင်ရတလား Android နားမဟုတ် iOS နှစ်မျိုးစလုံးနဲ့ကောင်းကောင်းလေးအလုပ်လုပ်တယ်။ကျွန်တော်တို့ဒီ Watchboard QR Scan လုပ်ပြီးတော့ Huawei App ကို download လိုက်မယ်။ပေး Huawei ID ဖွင့်စိုင်းငင်လုတ်လိုက်ပြီးဆိုရတယ်ဒီကောင်တွေကိုတန်းပြီးတော့ဒီ real time notification တွေတန်းရနေတာတော်တော်ကြီးမိုက်တယ်ဗျာဆိုတော့ yeah အသေးစိတ်လေးဆက်ပြီးတော့တွေ့တာပေါ့ series ကနှစ်မျိုးလာတာ UU model လေးရယ် Pro ဆိုတဲ့ကောင်လေးရယ်ပေါ့နော်ကိုက premium ဆန်ကျင်တဲ့ features လေးပို့ပြီးတော့စုံရင်တပတ်ဆိုရင် Pro ကိုစပြီးတော့စဉ်းစားလို့ရတယ်ရှေ့မှာပြောရသလိုပဲ Sapphire Glass တွေ Titanium Pixel တွေသူ Aluminum Body ကလည်း aerospace grade ထူးခြားတာသူရဲ့ဒီ color တွေပေါ်လိုက်ပြီးတော့ straps လေးရနည်းနည်းချင်းစီကွာသွားတာပေါ့เนาะဒီအစင်းရောင်ဆိုရင် 3D woven nylon နဲ့လုပ်ထားတာ long one sport mode ကြီး on မယ်ဆိုရင်တော့ကျော်ရဒီအမဲရောင်ကတော့ match choice ပေါ့เนาะပြီးရိုးရိုးနဲ့ အဲဘယ်လိုမျိုးခွဲမလဲဆိုရင်တော့ဒီဘေးက crown လေးပေါ်မှာမူတည်ရယ်ဒီမှာတွေကအဲ့လို accent color လေးတွေတက်တက်စီထည့်ပေးထားတာ display size က1.82 inches အဲ့ဒါမှာ feedbackness 3000ကတော့တော်တော်ကြီးကိုလင်းလွန်တာပြတတိထားမိတာ sport mode မှာတကယ် pro level sport mode ကိုဖြစ်သွားတာ golf mode တို့ဒီ40 meter diving တို့ free run တို့ golf ရတဲ့ခါကျရင်ကျွန်တော်တို့ suggestion လိုတာရရှိရယ်ဗျအဲ့ခါကျရင်သူ့ရဲ့ AI က the game suggest လုပ်ပေးနိုင်တယ် global golf map 15000 plus အထိလဲ support လုပ်တယ်။ Seawater ဘာညာလဲရတော့ပုံမှန်ယူတာဘာညာ AC ပဲ။ကိုရင်းနဲ့ကြိုက်တာကတော့ tree run နေပေါ့နော်။တကယ်သွားပြေးတော့တော့မယူွားလိုက်ရအောင်။နည်းနည်းလေးနောက်ကျသွားတာပေါ့။ဆိုတော့တကယ်တကယ်တောရဲရောက်တဲ့ခါကျရင်ကျွန်တော်တို့ map ကတကယ်လိုတယ်ဗျာ။အဲ့လိုချိန်ကျရင်ဘသူ့ကိုသွားပြီးတော့ဘလူမေးရမှလည်းမသိဘူးဖုန်းလိုက်မမိရဲ့နေရာဆိုတာလည်းကြုံရတယ်အကေဘေးဒီကောင်သာရှိခဲ့မယ်ဆိုရင် map တိချာမြင်ရသွားမယ် audio reminder လည်းပါရတဲ့ကြောင့် professional တယောက်ကနေပဲကို assist wide လုပ်ပေးနေတဲ့ပုံစံမျိုး ဆိုတော့ tree runner မဟုတ်ဘူးတောင်တက်စပိန်စီမဲ့ဘာညာဆိုတော့တော်တော်ကြီး okay မှာ okay ဆိုလို့ hack ကလည်း pro version မှာတော်တော်ကြီးကျန်းတယ်လို့ပြောလို့ရတယ်အဓိကနှလုံးသမားတွေဗျာ ECG မဟုတ်ပါတယ်လောကဈေးရုံဈေးကမ်းမှာသွားဆွဲဆိုလို့ DT တော့မဟုတ်ဘူးပေါ့နော် anyway atria fibrillation ဆိုရဲဒီနှလုံးသွေးကြောကျဉ်းတာလားဆိုတော့အဲ့ sign ပညာအတွက်ကိုဒီကောင်ကဒီထက်လုတ်ပြီးနိုင်တယ်မိုက်တယ်300လည်းတအားလွယ်တယ်ဗျာကျွန်တော် ECG app လေးတွေဝင်လိုက်မယ်လက်ညှိုးကိုအောက်ကခလုတ်ပေါ်မှာတင်ပြီးတော့တိုင်ုံမယ်အနည်းဆုံးတော့ဈေးကမ်းကို ဖြစ်တယ်ချင်းချင်းတန်းပြီးတော့သွားကြရမလို့ဘူးဗျာကို့နိုင်လေးနဲ့တင်ဦးမ daily check လုပ်လို့ရတယ်မိန်ကလေး dress ရယ်နဲ့ဒီ maxwell cycle ရှိမယ်အဲ့ကောင်လေးတွေကို body temperature ကနေတိုင်းပေးတာဟုတ်တယ်နောက်တစ်ခုကတော့သူတို့ရဲ့ fit for series တွေပေါ့နော်ကျွန်တော်လက်ထဲမှာပထမဆုံးအမဲအောင်ရမယ် white color ရမယ်နောက်တစ်ခု purple color ရမယ်စကန်လိုက်တာနဲ့တိတာတာသူ့ရဲ့ thickness ပေါ့နော်9.5ဆိုတာဘယ်လိုပြောအောင်လဲ strong watch တလုံးနေလဲဆိုထူတယ်လို့တော့မပြောလို့မရအောင်အဲ့ဒါပေါ်မှာ27 gram ဆိုတာကတော်တော်ကြီးကိုပေါ့လုံးတယ်ဆိုတော့ကွာ fashion အသားပေးဘာညာဆိုရင်တော့ဒီလိုပေါ့ပေါ့ ပပနိုင်လေးတွေက okay တာပေါ့နော် aerospace grade aluminum ကလည်း frame ပါထားပြီးသားဆိုတော့အကျန်းလဲခံတယ်ဗျာကျိုးကလည်းအရင် watch fit 3တော့ငါထက်ကိုပို့ပြီးတော့ကောင်းတယ် durability ဘိုင်းလည်းမိုက်တယ်လို့ခံစားရတာပေါ့နော် so display Huawei A2 Watch Fit 4 Pro နဲ့တော့အတူတူပဲအဲသူတို့အခေါ်ရဆိုရင်တော့ AMOLED HD Big Screen ပေါ့နော် 347ppi နဲ့2000 nits က ဘယ်လိုပြောရမလဲကျွန်တော်တို့ဒီနေရာအောက်မှာလည်းမမြင်စရာဘာကြောင်းမှတော့မရှိဘူးဗျာ wash face ကလည်း300ကျော်ပါတယ်ကိုကြိုက်တာတန်ရွေးရုံပဲအခုကျွန်တော်စမ်းနေရတဲ့ 3D emoji wash face ဆိုရင် တော်တော်ကြီးကိုချစ်ဖို့ကောင်းတဲ့ motion layer ဆက်ပါတာပေါ့နော်တခြားလှတဲ့ wash face ကြီးကလည်းတော်တော်လေးကိုများတယ်ဖီလစ်ဆိုရဲဒီ pad layer ကလည်းအကြောင်းချစ်တဲ့သူတွေအတွက်တော်တော်ကြီး သဘောကျကြကောင်းနေမှာပြောရင်ကျွန်တော်ねလုံးဝကြိုက်တယ်လူငယ်ဆန်တယ်လို့ခံစားရတယ်အဲ့ဒါအောင်မမ big quality ရတယ်သူ့ဈေးထက်ပူပြီးတော့တားတယ်ဆိုရယ် feeling မျိုးရတာ promote ဆိုရင်တော့100ကျော်ပါတယ်ကျွန်တော်တို့ running မဖြစ်ဖြစ် cycling မဖြစ်ဖြစ်လမ်းကြောင်းတွေကိုဒီကောင်မမမြင်ရတာကပူပြီးတော့တိကျလာတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါလည်းကျွေးပင် GPS ကိုမမ sunflower positioning system support ကြောင့်ပြောကိုပြေးတဲ့နှုန်းတွေ recovery တွေပြေးလန့်တဲ့ route နဲ့ပတ်သက်တဲ့ကိုလိုအပ်တဲ့အချက်မှန်သမျှကိုလည်းသူက voice နဲ့ပြောပေးနေမှာ တော့ in order ဆိုရင် fitness course ပေါင်း200ကျော်ကိုသူတို့က free ပေးထားတာ water sport ခုနမျိုးကလည်းဒီမှာ support ပေးလာပြီပေါ့နော် event ကြော်ရီအပေါ်အောက် legit attack အစင်းလုပ်ဝင်အောင်မှာဒီ watch fit falling နဲ့ဆိုပို့ပြီးတော့အတိတ်ပဲရှိရလို့ခံစားရတာပေါ့နော်ဆိုတော့ကိုယ့်ရဲ့ exercise routine ပါညာတိကျမှတ်မယ်ဆိုရင် ဒီကောင်လေးရမိုက်တယ်ပြီးတော့ကျမ်းမာရေး smart watch တစ်လုံးကကျမ်းမာရေးအတွက် sport အတွက်ပြီးတော့ fashionable ဖြစ်ဖို့အတွက်တော့ကျွန်တော်ထင်နေပေါ့နော်ဆိုတော့ကျမ်းမာရေးမှာလည်းဒီကောင်တော်တော်လေးဂယူးဆိုင်တယ်လို့ပြောလို့ရတယ်သူတို့အခေါ်အရဆိုရင် emotional well being လေးဒီကြောင်လှုပ်တာထိုင်ကြည့်ရတယ်ဟိုတနစ်တာနည်းနည်းလေး fun ဖြစ်ဖို့ကောင်းတယ် professionally ပြောမယ်ဆိုရင်တော့သူကစိတ်အခြေအနေကိုသေချာလေးတွက်ပြီးတဲ့ကို့ဘေးက personal assistant တယောက်ဒါမှမဟုတ်လဲ doctor တယောက်ပုံစံမျိုးပေါ့နော်ကိုကနည်းနည်းစိတ်ညစ်နေပညာဆိုရင်အသက်ရှူဖို့တွေ stress တွေပါတွေတွက်ဖို့အတွက်သူ stress level လေးတိုင်းပြီးမှာ ပြီးသူရဲ့ sleep tracking ကလည်း science based ဖြစ်တဲ့အတွက်ကြောင့်မို့တော်တော်လေး detail သွားတယ်လို့ပြောလို့ရတာပေါ့နော်တခြား SPO2 တွေ heart rate တွေ body weight မိကလေးဆိုရင်တော့ previous cycle လိုချင်တဲ့ health data တွေအကုန်လုံးကိုသူရဲ့ chosen system ကနေတိတိကျပြန်ပြီးတော့ထုတ်ပေးနိုင်တယ်မှိတ်တယ်အဓိကအားတာတော့ကျွန်တော်ပြောခဲ့တယ် Apple တက်တာလဲ battery ပဲသူ features တွေပါလိုက်ပြီးတော့သုံးမယ်ဆိုရင်တော့တပတ်လောက်ခံမဲ့ကောင်မျိုးလေးတွေပေါ့နော်အဲအကြောင်းလဲကျွန်တော်တို့က Apple Watch ကို၅စားလောက်တာတယ်ဆိုပြီးတော့ ဘက်ရှူလိုက်မှာခက်ခနမန်းရှင်းနေရပေါ့အားသွင်းမယ်ဆိုရင်လည်းသူ့ရဲ့ original charger နဲ့ဆိုရင်ကျွန်တော်တနာ ਈ ဝင်းကျင်မယ်ကြာမှာပေါ့နော်သူမှာပါလာတဲ့ magnetic charger pad လေးကလည်းတကယ်ကို quality ကောင်းတယ်လို့ပြောလို့ရတယ် The Watch Fit 4 Pro series မှာအားသာတာက iOS Android နှစ်ခုလုံးနဲ့ကောင်းကောင်းကြီးကိုအလုပ်လုပ်တယ်ဆိုတဲ့အချက်ပဲအဲ့ဒါတော်တော်ကြီးအရေးကြီးတယ် notification နောက်ကြတာဘာညာဆိုတာကနိုင်ပေါ်မှာ တော်တော်ကိုအရေးပါတယ်ဗျာချိတ်ဖို့ကလည်းအများကြီးကောင်းစားစရာမလိုဒီနိုင်ပုံမှာ QR လေးပေါ်လာပြီဆိုရင် QR လေးကို scan ဖတ်လိုက်ပြီး Huawei Health App လေးကို download လိုက်ဒါဆိုရင်ရပြီပြီး Huawei ID လေးထည့်ပြီးတန်းဆိုင်ငင်လုပ်လိုက်ရုံပဲသူ app ထဲမှာဟို features တော်တော်ကြီးကိုစုံနေပြောလို့ရတယ်ဗျာ Wi-Fi မှာတင်ဖို့တဲ့ emoji sticker တွေကိုကြိုက်တယ်လို့လည်း customize လုပ်လို့ရတယ် health နဲ့ sport data တွေ detail အကုန်လုံးကြည့်လို့ရတယ် ဥပမာ ECG အိတ်တဲ့ပုံစံနှလုံးခုန်မှန်လားမမှန်လားသူကြောချင်းတဲ့လက္ခဏာဘာညာအကုန်လုံးတခါတည်းပါပြီးသား fitness course ကကျွန်တော်ပြောခဲ့သလိုပဲ200ကျော်လောက်ကိုလုံးဝ free ပေးထားတာ daily calorie ကိုလည်းဒီ app ထဲမှာတခါတည်းတန်းပြီးတော့တွက်လို့ရနေတာပေါ့နော်ဒီလောက်ထိဒီသေးကြတာလဲဟွာဝေးဒီ smartwatch တွေပဲမြင်ဘူးတည်းရယ် အဓိကနိုဒီမှာကျွန်တော်ပြောဝေချန်ခဲ့ရဆိုရင်မြန်မာဖောက်မယ်။ Flash တော်တော်များအတိုင်ပဲတဲ့နေရဆိုရင်မြန်မာနိုင်ငံရောက်လာပြီဆိုရင်အဲ့ဒီ Unicorn နဲ့စော်ကြီးနဲ့အရင်ပြဖြစ်ရပြီ။ဒါပေမဲ့ဒီကောက်မှာတော်တော်ကြီးကို Chat Flash နဲ့ရှင်းမယ်ဆိုရင်မှန်လို့နေရ။ Emoji လည်း support လုပ်တယ်။ဒါကတော့အလုံးတည်ပြီးသားပဲပေါ့နော်။အခြေဆုံးကတော့ Quick Reply ကို10ခုလောက်ဒီမှတ်လို့ရတာ။ကိုယ်လိုမျိုးအမြဲတမ်းဖုန်းပြောနေမယ်။ဒါမှမဟုတ်အဲ့ပုံမှာ type လုပ်ဖို့အားမနေဘူးဆိုရင်ကျွန်တော်တို့က Quick Reply နဲ့လည်းတော်တော်ကြီးအဆင်ပြေသွားပြီ။ဖုန်းနဲ့အချင်းတွေဒီ Watch တွေထည့်လို့ရတဲ့သဘောကြတယ်။ Bluetooth call လည်း support တယ်။ဒီ Huawei Watch Fit 4နဲ့ Pro ကတကယ်ကို ကျွန်တော်မျက်လုံးထဲမှာတော့ PSC တဲ့တန်တယ်လို့ပြောလို့ရတယ် latest ဒီ Apple Watch တွေရဲ့ feature တော်တော်များများဒီကောက်မှာတုံးလို့ရတယ်ပြီးတော့ battery life ကလည်းတော်တော်ကြီးခံတဲ့ကောင်ပေါ့နော်ဒီ Pro model တွေဆိုရင် Apple Watch Ultra နဲ့တော့မှာတွားပြီးတော့ဆင်နေတဲ့ကောင်မျိုးတွေပေါ့နော်တကယ်လက်ပတ်ကစရ strap တွေဘာမှပြောစရာမလိုဘူးအဓိကအားသာချက်ကခုနကပြောခဲ့တဲ့ battery life ပဲပေါ့နော်အဓိကတော့ကျမကြီးလိုက်စားတဲ့ Pro 6 and ဆိုအကုန်လုံးကတော့ဒါမျိုးနိုင်လေးတလုံးရှိတင်တာပေါ့နော် smartwatch ကတကယ် logo လိုလာလိမ့်မယ်ဆို watch it for pro ဘယ်လိုမျိုးလဲအောက်ကကွန်မန့်လေးမှာတစ်ချက်လောက်မှတ်ခဲ့လို့ရပါပြီကျွန်တော်ဂျုံဖြစ်ပါတယ်အားလုံးဟုတ်ပါ